ဒီစကားလေးကိုမှတ်ထားလူတယောက်ရဲ့ကိုချင်းတရားကောင်းမကောင်းကိုချင်းတရားကောင်းမကောင်းကို အပေါ်ယံကြည့်လို့သိမလားမသိဘူးကိုချင်းတရားကောင်းမကောင်းကိုဆက်ဆံပေါင်းသင်းကြည့်လို့ရှိရင်သိတယ်ကြာကြာနေပြီးတော့သိအဲ့လိုသိတယ်ဆိုတာတောင်မှပဲမြတ်စွာဘုရားဘာဟောတော့တင်စခေါ်ဒီကေနအတုနာအချိန်ယူရတယ်တဲ့ချက်ချင်းမသိဘူးတဲ့ ။ဘာလို့ဆိုလူလောကမှာဟန်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေကအများကြီးရှိတယ်လေ။ဘာမှကြည့်လိုက်တဲ့အခါကျကိုချင်းတရားကောင်းတဲ့ရောင်ရောင်ရှိတယ်။ကြာကြာပေါင်းတဲ့အခါကျကြာကြာမထိန်နိုင်တဲ့အခါကိုချင်းတရားမကောင်းဘူးဆိုတာသိတာပေါ့။နော်။ဒါကြောင့်မို့တင်းဆတ်ခေါ်ဒီကိနအတုဏနဣတရေ။အချင်းကြာကြာမှသိနိုင်တယ်။အဲ့တော့အချင်းကြာတိုင်းသိမလားလို့ဆိုမသိသေးဘူးတဲ့။ပါလဲဆို မနတိကရောတာနောအမနတိကသတိထားတဲ့လူမှသိမှာတဲ့သတိမထားရင်မသိဘူးတဲ့လူတယောက်အကြောင်းသတိထားရမယ်ကိုချင်းတရားကောင်းတယ်မကောင်းဘူးဆိုတာစိတ်ထဲမှာနှလုံးသွင်းပြီးတော့ကြည့်ဖို့လိုတယ်သတိထားမှမြင်တယ်ဒါဖြင့်သတိထားတိုင်းသိသလားလဲဆိုတော့မသိသေးဘူးတဲ့တင်စခေါ်ပညာဝတ္တာ ပညာရှိမှသိတယ်ပညာမရှိတဲ့လူကြတော့မသိဘူးဘလောက်ပေါင်းနေနေမကောင်းတဲ့လူလည်းကောင်းထင်နေမှာပဲကောင်းတဲ့လူလည်းမကောင်းထင်ရင်ထင်နေမှာပဲဟုတ်ကဲ့လားအဲ့တော့ဆိုလိုတာကလူတယောက်ရဲ့ကိုချင်းတရားကိုသိဖို့အတွက်နံပါတ်1အချိန်ကြာကြာပေါင်းရကြည့်ရမယ်နံပါတ်2သတိထားရနံပါတ်3ပညာရှိရမယ်ဟောအဲ့ဒါကြမှာသူ့အကြောင်းကိုအကြောင်းသိ လူလောကလူတွေဂျုံလို့သူ့အကြောင်းသူ့အတင်းပြောကိုအတင်းပြောတာတွေပြောတာမဟုတ်ဘူးเนาะအဲ့ဒါကတန်ဖိုးရှိတဲ့ကိစ္စမဟုတ်ဘူးတန်ဖိုးရှိတဲ့လူသူ့အကြောင်းကိုအကြောင်းဆိုတာကိုချင်းတရားကောင်းမကောင်းဒါကိုကြည့်ရမယ်လူတယောက်ကိုဆက်ဆံတော့မယ်ဆိုရင်ခွန်ကြီးတို့ကဒီလူဟာကိုချင်းတရားကောင်းသလားကိုချင်းတရားမကောင်းဘူးလားဒါကြည့်ကြတာပဲမဟုတ်လား ခုခေတ်တော့တမန်အပေါ်ယံလေးကြည့်တယ်ဟေ့ဒီလူကအတော့အစားရှိသလားအတော့အစားမရှိဘူးလားအခက်စားရှိသလားတချို့ပုဂ္ဂိုလ်တွေအဲ့လိုစဉ်းစားအဲ့တချို့ကြတော့လေခွင့်လွှတ်လိုက်တယ်ယောက်ျားပဲအတော့အစားတော့ရှိမှာပေါ့ဆိုဟုတ်ကဲ့မျိုးမျိုးပဲနိသို့တော့ဒီလူဟာစဉ်လုံးကျော်ကိုချင်းတရားကောင်းတဲ့လူ ဟုတ်သလားကောမဟုတ်ဘူးလားဆိုတာဟာအချိန်ကြာအချိန်လဲယူရမယ် ်တတိလဲထားရမယ်ပညာလဲရှိရမယ်ဓမ္မသိနိုင်တယ်တဲ့အထုမဆိုမသိဘူးတဲ့ကိုကျင့်တရားလူလောကမှာတန်ဖိုးရှိတဲ့အရာဖြစ်လို့